ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမေအိမ်မှာအရန်ပူတာပဲပန်ကားလေးတစ်ခုတောင်မရှိဘူးထမင်းကိုစားချင်စိတ်တောင်မရှိတော့ဘူးတကယ်သမီးရဲ့ငါလည်းနင့်ကိုလေရအောင်ရက်တောင်ခတ်ပေးနေရပဲလေသမီးကထမင်းကိုဝင်အောင် စားလိုက်ပါ နွေရသည်ဆိုတော့ရသည်ဥတော်တော့ပူမှာပေါ့မရဘူးအမေရဲ့တမီးကတော့အရန်ပူတာပဲနေဦးခဏတမီးရေသွားချိုးလောင်မယ်ကြေချိုးမလို့ဟာလာအေးပါဒါဆိုလဲသွားဒါပေမဲ့တမီးရေကိုတပုံးလောက်ပဲတော့ချိုးတော့ရေကနည်းနည်းပဲကြံတော့တာဒီလိုနဲ့တက်တက်လေးရေချိုးရင်ကရေတွေတလောက်တောင်အများကြီးလောင်းနေတာအပူကမလျော့သွားဘူးတီကြတဲ့ရေကလည်းမရှိတော့ဘူးငါစိတ်တန်းကြတာဆိုရင်တော့တနေကုန်ပင်လယ်ထဲမှာပဲဖြစ်ဖြစ်နေလိုက်ချင်တော့တယ် တတ်တက်ကတော့ဆင်းရဲတဲ့အိမ်ကကောင်မလေးတယောက်ပဲဖြစ်ပါတယ်။ဒါကြောင့်သူဟာပူနေတဲ့အိမ်မှာမနေနိုင်မဖြစ်နေပါတယ်။အမေသမီးရဲ့ချောပီပီဆိုတော့ရွာရဲမျက်နှာကိုခဏသွားထိုင်နေလောက်မယ်။အဲ့လိုဆိုမှနေလို့နည်းနည်းလောက်အေးသွားမှတန်းနေ။အေးပါဟဲ့။အဲ့ဒါဆိုရင်လည်းမြ мян တော့ပြန်လာတော့သမီး။ဒီလိုနဲ့တက်တက်လေးရွာလေးကမြစ်ကြီးနားကိုလာခဲ့ပြီးခြေထောက်တီကိုရေထဲစင်ကထန်လိုက်ပါတယ်။အာဒီမြစ်ကြီးကအေးလိုက်တာအခုမှပဲအေးချမ်းချမ်းလေးဖြစ်တော့တယ်။ ပြီးတော့တီနာလေအေးတွေကလည်းတိုက်ညာပဲတကယ်လို့ငါသာဒီလိုမြစ်ကြီးထဲမှာအိမ်ဆောက်ပြီးနေရမယ်ဆိုရင်အရန်နေလို့ကောင်းမှာပဲအဲ့ဒါဆိုနွေရတီအပူတန်လည်းမခံစားရတော့ဘူးဟာညနေတောင်တော်တော်ဆောင်းနေပြီပဲငါ့ကိုအမြင်ပြန်လာလို့အမေကပြောလိုက်တာ哦ငါအိမ်ပြန်နောက်ကြရင်တော့အမေဆူတော့မှာပဲတကယ်အမှန်တမ်းပြောရရင်လေအဲ့ဒီအိမ်ကိုပြန်ကိုမပြန်ချင်တော့တာငါတီမြစ်ချောင်းသားမှာထပ်နေလို့ရရင်တိတ်ကောင်းမှာပဲဟာဒီလိုနဲ့အတော်ကြာတဲ့အခါမှာတော့သူဟာအိမ်ပြန်လာခဲ့ပါတယ် ဟာအမလေးအိမ်ထဲအရောင်ပူလိုက်တာကဲတနေကုန်တနေခန့်မြင့်နားမှာသွားထိုင်နေမှာတော့အိမ်ပြန်လိုက်ပူမှာပေါ့အော်အမရဲ့တမီးကတော့မြစ်ကမ်းပေးမှနေရတာအရင်ကြိုက်တာပဲပြီးတော့လေညည့်ရလည်းအရင်ကအေးနေရပဲတမီးကတော့လေဖြစ်နိုင်အဲ့ဒီမြစ်ကမ်းပေးမှပဲဖြစ်ဖြစ်အိမ်လေးဆောက်ပြီးနေချင်လိုက်တာဒါဆို တနေကုန်လည်းရေကူးနေလို့ရတယ်ရေလီနားမှာနေရတော့ဘလောက်တောင်အေးလိုက်မလဲအဲ့ဒါလေနင်ပြောတဲ့လောက်လည်းမလွယ်ဘူးဟဲ့နင်တွေးတော့တာလွယ်တာ သူတို့အင်ကတော့အရင်ကိုဆင်းရဲပါတယ်။ပြီးတော့သူဟာပန်ကလေးတောင်မရှိဘဲနေရတာကိုအရင်စိတ်ပြတ်နေပါတယ်။တစ်ဖက်ကဒုံမြကလည်းတနေ့ထက်တနေ့သူသမီးကိုအင်တောင်မပြုတ်နိုင်သေးလို့စိတ်ညစ်နေပါတယ်။တနေ့မှတော့သူတို့အင်ကိုဒေါ်နီကရောက်လာပါတော့တယ်။ဒေါ်မြရေနေကောင်းလားဟေ။အော်ဒေါ်နီငါနေကောင်းပါတယ်။နင်ဘလို့လုပ်ပြီးရောက်လာလဲ။ငါလာတာဒီလိုဟာငါရွာထဲကလူတွေစီကကြားလာတာ။နေအားနင်သမီးကိုအင်တောင်ချပေးဖို့လူရှာနေရဆို။ အဲ့ဒါနင့်ခက်ခဲကိုလည်းကြားပြီးတော့ငါမှနင့်သမီးနဲ့တင့်တော်တဲ့သူတယောက်ရှိထားလို့အဲ့ဒါပြောဖို့လာတာကောင်းလေးရှင်ရဲ့ဖက်ကလည်းဘာမှတောင်းဆိုမဲ့သူတွေမဟုတ်ဘူးနော်ဟုတ်လားဒါဆိုရင်တော့အရင်ကကောင်းတာပေါ့ဟဲ့ကြပါမယ်သူတို့ကဘယ်မှာနေကြတာလဲယင်နေတာတော့တီယွာနာပင်လယ်နားမှာပဲလေဟဲ့ကောင်းလေးကတော့ရေအောက်ထဲမှာအလက်လောက်တာဒါကြောင့်မဲသူတို့အိမ်ကရေအောက်ထဲမှာစောက်ထားတာပြီးတော့တမိသားဆိုလုံးလဲအဲ့ဒီရေအောက်ထဲကအိမ်မှာပဲနေကြတာဘလို့ဘလို့ရေအောက်ထဲမှာဟုတ်လား ူတို့ပြောနေတာတွေကိုကြားပြီးတော့တတ်တတ်ကပြောလိုက်ပါတော့တယ်။ဘလို့အတော်ရင်သူတို့အိမ်ကရေအောက်ထဲမှာဟဟလားဒါဆိုရင်တော့အရမ်းမိုက်မှာပဲ။ကျမအိမ်မက်ကရေအောက်ထဲမှာနေဖို့ပဲလေ။ကျမတော့ဒီလက်ထက်ပွဲကိုလက်ခံနေအတော်ရင်ညင်လာတော်မြရဲ့နင်းသမီးလေးကတော့အရမ်းကိုသဘောကျနေပြီ။နင်ကရောဘလို့နေလဲ။အေးပါတော်နေရဲ့။ဒါဆိုရင်တော့ငါတို့ဘက်ကဒီလက်ထက်ပွဲကိုလက်ခံပါတယ်။ ီလိုနဲ့ကောင်းလေးရှင်တွေလည်းရောက်လာပြီးတက်တက်ကိုကြည့်ကသဘောကျသွားကြတာမို့စိတ်ဆက်ကြောင်းလန်ပြီးသွားလိုက်ကြပါရဲ့ဒီလိုနဲ့သူ့ရဲ့မင်္ဂလာဆန်းနှင်းလင်းပွဲနေ့မှာတော့ဟဲ့တော်မရေနင့်သမီးလေးကလှလိုက်တာဟဲ့ဟုတ်ပါရှင်အခုတော့ငါသမီးလေးပျော်ရွှင်ဖို့ကလွယ်ပြီတခြားဘာမှမလုပ်ချင်တော့ပါဘူးဟဲ့အလုံးလေးပြုံနေကြရင်ကတက်တက်ကလည်းစိတ်ထဲကနေတွေးလိုက်ပါတယ်။အမလေးဒီအေးမပါတဲ့ပွဲတွေမြင်မြင်ပြီးရင်ကောင်းမှာပဲ။ငါဒီလိုပူတဲ့နေရာမှာထပ်ပြီးတော့မနေချင်တော့ဘူး။ အမြင်ငှားရဲ့ရေအောက်ထဲကရခမအိမ်ကိုသွားချက်နေပြီဒီလိုနဲ့ပွဲတွေအကုန်ပြီးသွားတဲ့အခါမှာတော့သူတို့လည်းလက်ထပ်လိုက်ပါတော့တယ်ဒီပင်လယ်ကြီးရဲ့အောက်ထဲမှာကျမတို့နေရမအိမ်လားယင်ဟုတ်တယ်တသက်ရေပင်လယ်ရဲ့အောက်ထဲမှာငါတို့ရဲ့မှန်တော်ရင်ရှိတယ်ပြီးတော့ဒီလေကားအနေပဲဆင်းသွားရင်ရတယ်ဒီလိုနဲ့သူတို့နှစ်ယောက်လည်းလေကားတွေကနေတဆင်ဖြည်းဖြည်းချင်းအောက်ကိုဆင်းလာခဲ့ပါတယ်ရေအောက်ထဲမှာတော့ရင်းကိုလှပတဲ့အိမ်လေးရှိနေပြီးဒီမှာလည်းရောင်စုံအသွေးစုံနဲ့ငါးမျိုးစုံကကုခတ်သွားလာလှူရှားနေကြပါတယ် ဟာရေအောက်ကဒီမှန်တွေနဲ့စောက်ထားတဲ့အိမ်လေးကတော်တော်လှတာပဲအနားမှာလည်းရွှေငါးလေးတွေရောကျန်ငါးလေးတွေရောအယောင်ပျော်ဖို့ကောင်းလိုက်တာဒီရေအောက်ထဲအိမ်ဟာငါစိတ်ကူးထားတဲ့အိမ်ထက်တော့အများကြီးကိုလှတာပဲကျေးဇူးပါတက်တက်ကြီးကဲလာအမေလဲစောင့်နေလောက်ပြီအိမ်ထဲသွားကြလို့ဒီလိုနဲ့မောင်အောင်လည်းတက်တက်ကိုခေါ်ကသူတို့မှန်လုံအိမ်လေးတွေကိုဝင်လာခဲ့ပါတယ်လာချွေးမလေးရဲ့အိမ်ထဲဝင်ခဲ့တက်တက်လည်းအိမ်ထဲကိုဝင်လာခဲ့ပါတယ်ဝါး မန်လုံးအိမ်ထဲကနေပြီးတော့ပင်လယ်ကြီးတစ်ခုလုံးထဲကိုမြင်နေရတာပဲဒါဆိုရင်တော့ပို့ပြီးတော့တောင်ပျော်ဖို့ကောင်းပါဒီညာတော်တော်လှတာပဲနော်အခုကျမတို့ဒီမှာတကယ်ပဲနေရမှာလားယင်ဒါပေါ့အမရေကျမတို့ဒီမှာပဲနေရမှာပါဒီတော့အမဒီရှုခင်းကိုကြိုက်ရင်ကြိုက်တဲ့လောက်ကြည့်လို့ရတယ်ကဲပါအခုအမသွားနားလိုက်တော့နော်နောက်နေ့မနက်စောစောမှာတော့တက်တက်လေးမိဖို့ကြောင့်လေးကိုသွားလိုက်ပါရီဒီခါမိဖို့ရင်းမှာငါးရီပစုံလေးကိုအပုံလိုက်ထားထားပါရီ ။ဒါဟုတ်ကြည့်ပြီသူလဲနှာခေါင်းပိတ်ပြီးတော့ပြောလိုက်ပါတော့တယ်။ဟာပါနတ်ကြီးလဲငါးနတ်နဲ့ဖြစ်မယ်ရှင်းစိုးလိုက်တာဒီမှာရိုးရိုးအသီးရွက်တွေပဲမရှိဘူးလားမသိဘူး။ဒီချိန်မှာပဲနှင်းဤလဲရောက်လာပါတော့တယ်။အမဘာဖြစ်လို့လဲဘာလို့အမနှာခေါင်းပိတ်ထားတာလဲ။အခုတိထမင်းချက်ဖို့လေဘာမှမပြင်ဆင်ရသေးပါလား။ဟိုအဲ့ဒါလေဒီညမှာဘာအသီးရွက်မှမရှိတော့ဘာချက်ရမှမသိလို့ပါ။အော်အမရဲ့ ကျမတို့ကပင်လယ်ထဲမှာနေတာလေဒီတော့ဘာအသီးရွယ်မှမရှိဘူးအဲ့ဒါကြောင့်ဒီမှာငါတို့ပစွန်တို့ပဲစားရတာအော်အဲ့လိုလားအမအဲ့ဒါဆိုရင်လည်းဒါပဲချက်လိုက်တော့မယ်တန်းတဲ့တက်တက်လေးငေါရီပစုံတွေကိုချက်လိုက်ပြီးတော့အိမ်သူအိမ်သားတွေကိုချခင်းပြီးကျွေးမွေးလိုက်ပါတော့တယ်။မင်းကငါဟင်းကိုကောင်းကောင်းချက်တက်တာပဲတက်တက်ကြီး။ဟုတ်ပါဟဲ့။ငါလည်းစားလို့ကောင်းလိုက်တာအရင်ပဲ။နှစ်လက်ရအရင်ကောင်းတဲ့ချွေးမလေး။ ဒီလိုနဲ့ထမင်းစားပြီးတဲ့အခါမှာတော့သူလည်းအဝတ်တွေလျှော်ပြီးသူ့ရောက်ခမအနားကိုယူလာခဲ့ပါတယ်။အမေဒီမဲအဝတ်တွေလျှော်ထားတဲ့ဘယ်မှာလှမ်းရမလဲယင်။အော်ဟုတ်လား။အဲ့ဒါဆိုလိုက်ခဲ့။ငါနေ့ကိုအဝတ်လမ်းတဲ့နေရာပြပေးမယ်။တော်ချန်လိန်သူ့ချွေးမကိုခေါ်ပြီးအခန်းတစ်ခုထဲကိုခေါ်သွားလိုက်တဲ့အခါမှာအဲဒီမှာတော့ကျူရီတန်းထားပြီးအဝတ်တွေလှမ်းနေနေရပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီနေရာကတော့အနှံဆိုးကြီးထွက်နေတာမို့သူလည်းနှာခေါင်းကိုပိတ်ထားလိုက်ပြီးတော့ပြောလိုက်ပါတယ်။ ဟာအမေဒီအဝတ်စိုးတွေစီကနေပြီးတော့အနံ့စိုးတွေထွက်နေပြီဒါတွေကိုနေမလန်းမဲ့လျှော့ပြီးတော့တီတိုင်းမဲ့အမြဲထားတာလားယင်ကဲနင်ခေါင်းရောကောင်းသေးရဲ့လားချွေးမရေငါတို့ရေထဲမှာနေရလေဘယ်ရနေဘလို့နေအောင်ရမှာလဲပြီးတော့ဒီလိုလှမ်းလဲခြောက်ပါရယ်ကွယ်အဲ့ဒါကြောင့်ငါတို့လည်းဒီလိုပဲလှမ်းပြီးတော့အဆင်ပြေတယ်လို့ဝတ်ရတာပေါ့အခုနေလဲဒီလိုမျိုးဝတ်တက်အောင်ကြင်ထားဒီလိုနဲ့တက်တက်ကတော့တဖြည်းဖြည်းပင်လယ်အောက်မှာနေရတာကိုစိတ်ပြက်လာခဲ့ပါတယ် တနေ့မှတော့သူလဲအင်ရှိအဲခဲမှာတကားလီနေနေဖွင့်ပြီးထိုင်နေတော့မှပဲပင်လယ်ထဲကလှိုင်းလုံးနေတူအိမ်ထဲကိုကနန်းတွေမွေတွေနဲ့ရေအောင်ထဲကအနီးအများတွေအကောင်တွေလဲဝင်လာပါတော့တယ်။ဟာအအမေမွေတွေရောကနန်းတွေရောဟိုအမအမစင်ပြေရလားယင်အမပါလို့တကားကိုသွားဖွင့်တာလဲပြန်ပိတ်လိုက်ဟဲ့ချွေးမလေးနင်ပါလှုပ်လိုက်တာလဲငါတို့အိမ်ယုံရှိတွေဝင်ပြီးတော့ပြက်တနာတက်အောင်တမင်လှုပ်နေရလားအဲ့တကားကိုဘာလို့ဖွင့်တာလဲအခုတော့အကောင်ပေါင်းစုံအခန်းထဲဝင်လာပြီးမြင်လား အဲ့ဒါတွေအကုန်ပြန်လဲထုတ်ရတော့မယ်။သမီးမှားတာမို့သမီးပြန်လုပ်လိုက်ပါမယ်အမေ။ဒီလိုနဲ့တက်တက်လေးရေတွေကိုပြန်ထုတ်ပြီးအကောင်ပလောင်တွေကိုလည်းတပြက်စီးနဲ့လဲကအပြင်ကိုပြန်ထုတ်လိုက်ပြီးတော့တကောက်ကိုပြန်ပိတ်ထားလိုက်ပါတယ်။ငါတော့စိတ်ညစ်လို့တေတော့မယ်။ဒီမှာနေရောင်လည်းမရ၊လေလည်းမရ၊အသီးနဲ့စားလို့လည်းမရ။အဝတ်လမ်းဖို့နေရာမရှိ။ဒီကြားထဲအိမ်ထဲကလည်းရေတွေကဝင်ဝင်လာသေးတယ်။အခုတော့ငါဒီမှာနေပြီးခေါင်းကိုက်နေပြီ။ ီလိုနဲ့ပဲရန်နေငယ်ကြာသွားခဲ့ပါတော့တယ်ပြီးတော့တဖြည်းဖြည်းတက်တက်ကလည်းပင်လယ်ထဲမှာနေရတာကိုစိတ်ကုံလာပါတယ်ပြီးတော့မောင်အောင်ကပြောလိုက်ပါတော့တယ်ငါရုံးချုပ်ကနေတရင်ရလာတယ်ဒီအပိုင်းလေမုန်တိုင်းတက်ပြီးတော့မိုးချုပ်တွေလည်းပြစ်မဲတဲ့ဒါကြောင့်ငါတို့ဒီအိမ်တကားတွေကိုလုံးဝလုံနေအောင်ပိတ်ထားပြီးတော့နေရမယ်တဲ့ဟွန်းအဲ့လိုကြည့်ပဲအမြဲနေနေရရင်ဘလို့များအသက်တောင်ဝဝရှူရဲတော့မှာလဲအမရေပင်လယ်ထဲကအိမ်ဆိုတော့အမြဲတည်လို့ပဲမုံတိုင်းဝင်တဲ့အချင်းဆိုတာရှိတယ် ဒီတော့အဆင်ပြေအောင်နေရမှာပဲလေမဟုတ်ရင်ပင်လယ်လိုင်းလုံးတွေထဲမှာအိမ်ပါပြိုမလို့ဖြစ်တဲ့ချိန်တွေတောင်ရှိသေးတယ်ဒီလိုနဲ့ပဲသူသားကသတိပေးထားတာမို့ဒေါ်ချန်လည်းအင်တကားတွေကိုလုံနေအောင်လို့လိုက်ပေးလိုက်ပါတယ်ဒီလိုနဲ့နောက်နေမှာတော့တတ်တက်ကအိမ်ထဲမှာဟင်းချန်နေပါတယ်မိဖို့ကြောင့်ထဲကလည်းပူလိုက်တာတီကြတဲ့အိမ်ကြီးကလည်းအလုံးပိတ်နဲ့လေညင်းလေးတောင်ထက်ခံလို့လည်းမရငါတော့ဒီအိမ်အလုံးပိတ်ထဲမှာနဲ့ပင်လယ်ထဲမှာမနေချင်တော့ဟာအပြင်ထွက်သွားချင်တယ် ခဏကြာမှတော့သူလေအားလုံးကိုထမင်းဟင်းတွေချပေးလိုက်ကြမို့အားလုံးစားပြီးသွားတဲ့အခါထိုင်နေကြပါတယ်။ဒီခါမှပဲပင်လယ်လေးကိုလျှက်စီးချောင်းကြီးတွေကမိုးကြိုတွေကနေတဆင်ရောက်လာပါတော့တယ်။ဒါကြောင့်ပင်လယ်လေးကသူတို့အိမ်မလေးပြူးပြူးပြက်ပြက်နေဖြစ်နေပါတယ်။ပြီးတော့မှန်တွေကလည်းအက်ကွဲကုန်တာကြောင့်ရေတွေလည်းအိမ်လေးကိုဝင်လာပါတယ်။အမေရဲ့ကြည့်ပါဦး။အပြင်အရာတိဥတော်ဟာအချိန်နဲ့တော်တော်ဆိုးနေပြီ။လက်စစ်မိုးကြိုတွေကြောင့်မှန်တွေလည်းကွဲအက်ကုန်ပြီ။ပြီးတော့ရေတွေလည်းအိမ်ထဲဝင်လာနေပြီ။ ဝင်လာတဲ့ရှီအားကအရင်ပြင်းနေတာပဲအိမ်ထဲကိုပြေတော့မယ်ဘလို့ပဲလှုပ်ရလှုပ်ရလှုပ်ပြီးကျမတို့အပြင်ထွက်မှဖြစ်တော့မယ်မဟုတ်ရင် ကျမတို့ဒီရေတွေထဲမှာတေးရလိမ့်မယ်ကျမအသက်ရှူတဲ့တောင်ကြက်လာပြီအသက်ရှူမဝတော့ဘူးနေလို့အဆင်မပြေတော့ဘူးမင်းရစိတ်မပူပါနဲ့တတ်တည်းငါတို့အမြန်ထွက်လို့ရပါတယ်ဒီလိုနဲ့မောင်အောင်လည်းအောက်ဆီဂျင်မျက်နှာဖုံးတွေကိုယူကအားလုံးကိုပေးလိုက်ပါတယ်အားလုံးဒီရီကိုတတ်လိုက်ကြအမေတို့လည်းအမြန်တက်ပြီးရင်လေကအနေအမြန်တက်ကြစို့ ဒီလိုနဲ့တမိသားစုလုံးနဲ့ခက်ခက်ခဲခဲနဲ့ပင်လယ်ထဲကနေပြီးအမြန်အပေါ်ကိုတက်လာကြပါတယ်။ပြီးတော့ပင်လယ်ထဲကနေအပေါ်ကိုရောက်လာပါတော့တယ်။ဟာမလေးကြောက်ဖို့ကောင်းလိုက်တာ။အမေပြောတာမှန်တယ်။အားလုံးကစိတ်ကူးထားတဲ့အချိန်ဖြစ်လာတာမဟုတ်ဘူးဆိုတာလေ။အခုတော့ရေအောက်ထဲမှာနေရတာခက်ခဲလိုက်တာ။ကိုအောင်ရေကျမတို့အခုထပ်ပြီးတီအောက်မှာမနေနိုင်တော့ဘူး။အခုဒီမြေပြင်ပေါ်မှာပဲအိမ်ဆောက်ပေးပါနော်။ဒါမှအသီးနဲ့ဟင်းတွေလည်းစားနိုင်ပြီးတော့လေကောင်းလေတန့်လေးလည်းရှူနိုင်မှာ။ မဟုတ်ရင်အခုကျမအဲ့ဒီရေအောက်မှာတော့ဘလို့မှဆက်ပြီးမနေနိုင်တော့ဘူး။ဟုတ်တယ်ကို အမပြောတာမှန်တယ်။ဒီလိုနဲ့ပဲတမိသားစုလုံးကပြောနေတော့မို့မအောင်လိန်သူတို့အိမ်ကိုပင်လယ်ကမ်းစန္ဒာကမြေပြင်ပေါ်မှာပင်တီချာဆောက်လိုက်ပြီးတော့သူတို့ရဲ့မြေပြင်ပေါ်ကအိမ်လေးပေါ်မှာအေးချမ်းပျော်ရွှင်စွာနေပင်နေထိုင်သွားကြပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။